အချို့လူကြီးတွေကပွဲစားနဲ့ယောက်ျားမိန်းမရှာကြတယ်ကာရန်ရှင်ဓပုံကိုဟိုပို့ဒီပို့လောက်တာပိုင်ပါသလားတရားတော်မှာကိုတရားတော်မှာကိုအဲ့လိုလောက်ခွင့်ပေးထားခဲ့လားတဘောအဆရာဟိုနေကာအတွက်ဓပုံပေးထားပြီးတော့ပွဲသားတွေလက်ထက်ရနေပြီးတော့အမျိုးသမီးတွေပုံတွေဟိုပြဒီပြလောက်တာအဲ့လိုလောက်တာပိုင်လားဆိုပြီးတော့သူ့အနေနဲ့မေးလာတာဆရာအဲ့တော့ဒီကိစ္စကတော့ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်ကျွန်တော်တို့အစ္စလာမအမျိုးသမီးဆိုတာကတအားကိုတန်ဖိုးထားတာတဲ့ အစ္စလာမ်ကတန်ဖိုးတွေမြင့်တင်ပေးထားတယ်စနေကြလုံးလုံးသွားထားတဲ့အုပ်စုဝင်တွေဖြစ်တယ်အဲ့တော့အမျိုးသမီးရဲ့အိန္ဒိယတိတ်ခါအခြေအနေတိုင်းမှာထိန်းသိမ်းရမှာကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်တစ်ဖက်မှာလည်းပဲမိဘတွေအနေနဲ့ကိုယ့်ရဲ့သမီးတွေအတွက်အိမ်အောင်ကောင်းတွေကျင်းရကျင်ဘတ်တွေကျင်ဖော်တွေကျင်ဘတ်တွေရှာပေးရမှာလည်းပဲတာဝန်တစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီတာဝန်တွေကိုထမ်းဆောင်တဲ့နေရာမှာ တဖက်မှာရှရီယတ်ကပြထမ်းလာတဲ့အမိန်ပြညာချက်တွေကိုလေးစားလိုက်နာဖို့လိုအပ်တယ်လို့နောက်တစ်ဖက်မှာလည်းပဲအမျိုးသမီးတွေရဲ့အင်ဂျီတိတ်ခါတွေကိုထိမ့်သိမ်းရမှာလည်းပဲဒါမိဘတွေရဲ့အုတ်ထိန်သူတွေရဲ့တာဝန်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အခုနမေခွန်းရဲ့အဖြေကိုဖြေရမယ်ဆိုရင်ကျွန်တော်တို့အစ္စလာမ်မှာရှိတယ်နေကာလုတဲ့အခါမှာအမျိုးသားတစ်ယောက်ကအမျိုးသမီးကိုနေကာလုဖို့ကမ်းလှမ်းပြီးသွားပြီအဲ့တော့နေကာလုဖို့သူဖိုင်နေသူစုပ်ဖြတ်ရတော့မယ်ဆိုရင် နေကာလုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အမျိုးသမီးကိုတကြိမ်သူကြည်ဝင်ရှိတယ်။အဲ့ဒီတကြိမ်ကြည်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ဒီဘက်ခေတ်မှာခေတ်ဆားနေသူလိုမျိုးပဲမိဘတွေဟာအမျိုးသားဒီအမျိုးသမီးဒီကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကိုလွတ်လွတ်လပ်လပ်နှစ်ယောက်တည်းပေးတွေးလိုက်တာတို့ထိုနည်းလည်းကောင်းပဲနှစ်ယောက်ကို ဖုန်းနဲ့လွတ်လွတ်လင်းရင်းနှီးနှီးစကားတွေပေးပြောတာတို့ဒီလိုကိစ္စတွေကတော့လောက်ခွင့်မရှိဘူးမိဘတွေအုတ်ထင်းမှုအောက်မှာပဲ အမျိုးသမီးရဲ့အိမ်ကြီးတိတ်ခါကိုထိမ့်သိမ့်ပြီးတော့မှမိဘတွေဟာဒီအမျိုးသားအမျိုးသမီးကိုကြည်နိုင်ဖို့အတွက်အခြေအနေတစ်ခုဖန်တီးပြရအဲ့ဒီအခြေအနေတစ်ခုဖန်တီးပြတဲ့အခါမှာဒီအမျိုးသားဒီအမျိုးသမီးကိုတစ်ချက်သူကြည်လိုက်မယ်ကြည်ပြီးသွားရင်ဘလောက်ဆိုလုံလောက်သွားပြီအဲ့တော့အဲ့ဒီအရာခုနမေးထားတဲ့ပုံစံကျွန်တော်တို့ဒီဘက်ခေတ်မှာခေတ်စားနေတယ်ဒီအိမ်တော်ကြီးပွဲစားတွေနေကာပွဲစားတွေရဲ့လက်ထဲကိုအမျိုးသမီးတပ်ပုံတွေပေးလိုက်တယ် ေးပြီးတဲ့နောက်ပိုင်းမှာသူတို့ကလိုက်ပြီးတော့မှယောက်ျားတကောင်သူတို့ပြတယ်။နေကလုံးမဲ့တားရှင်ကြီးကိုလိုက်လိုက်ပြီးတော့ဓပုံကြီးပြတယ်။ဒါဟာလုံးဝမလုတဲ့နဲ့ကိစ္စတစ်ခုဖြစ်တယ်။အစ္စလာမ်ဟာဒါနဲ့ပတ်သက်ပြီးတော့တားမြစ်ထားတယ်ကျွန်တော်တို့ရှောင်ခြင်းရတယ်။လို့အဲ့လိုဒီနေကပွဲစားတွေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ပွဲစားတွေကျွန်တော်တို့ကိုယ့်ရဲ့တမီးတွေပါတယ်အချင်းနေဆိုရင်ကိုယ့်တမီးနဲ့ပတ်သက်တဲ့အချက်အလက်တွေပေါ့ကိုယ်ရဲ့အချက်အလက်တွေအသေးစိတ်တွေပြောပြမယ်ကျွန်မရဲ့တမီးကဒီပုံစံဒီပုံစံ ပညာလဲတက်တယ်ဒီပုံစံသူရဲ့အသားရည်ရှိတယ်ရုပ်ရည်အတင်းအင်းချောမွန်လှပမှုရှိတယ်စသဖြင့်ကိုယ်ရည်အချက်လက်တွေကိုပြောပြီးတော့မှဒီပွဲစားကတားရှင်ကိုသွားပြီးပြောမယ်တားရှင်က စိတ်ဝင်စားလို့ကြည့်မယ်ဆိုရင်အဲ့ဒီခါမှာလိုအပ်တဲ့အခါမှာအခုနပုံစံအတိုင်းပဲမိဘတွေကစနစ်တကျအခြေအနေတစ်ခုကိုဖန်တီးပြီးပြီးတော့မှမိဘတွေရဲ့အုတ်ထေးမှုအောက်မှာပဲကြည့်စီရမယ်အဲ့ဒီအတွက်ကြောင့်ဒီလိုမျိုးဓာတ်ပုံ ပေးပြီးတော့မှဒီလို ဒီအမျိုးသမီးပုံကိုပေးပြီးတော့မှပွဲစားတွေလက်ထက်အပ်ပြီးတော့မှလူတွေကလိုက်ပြတာဒါလုံးဝမလုတင်တဲ့ကိစ္စဖြစ်တဲ့အစ္စလာမ်ကခွင့်မပြုထားတဲ့ကိစ္စဖြစ်တယ်။ဒါပေမဲ့ change အနေနဲ့တခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အမျိုးသားနဲ့အမျိုးသမီးနဲ့မျိုးမတူနေရာမတူထိုနည်း၎င်းမဲ့အကြောင်းအကြောင်းကြောင့်တယောက်နဲ့တယောက်စုံပြီးတော့မှမျိုးသားကမျိုးသမီးကိုကြည့်ဖို့အခက်အခဲရှိတယ်ဆိုရင်ဓာတ်ပုံမထုတ်ပဲနဲ့ဒီဘက်ခေတ်မှာကျွန်တော်တို့ digital နည်းပညာနဲ့ကျွန်တော်တို့ဖုန်းတွေထဲမှာပုံနေရှိတယ် အဲ့လိုပုံတပုံလောက်ကိုသူ့ကိုသွားပြီးတော့ပြမယ်အမျိုးသားအနေနဲ့လည်းပဲတကယ်အမာနတာဒီနဲ့တစ္ဆာရှိရှိနဲ့ဒီပုံကိုဟိုဒီသူလိုက်မပြပဲနဲ့သူကြည့်မယ်ကြည့်ပြီးွားရင်သူဖြတ်ချလိုက်မယ်ပြီးသွားရင်နေကာလုံးမယ်မလုပ်ဘူးသူဆုံးဖြတ်လို့ရမယ်ဒါဟာအစ္စလာမ်ကပြထားတဲ့ဒါကျွန်တော်တို့ဒီတာမြစ်ချက်တွေကနေကင်းလို့တဲ့အကောင်ဆုံးနိလန်တစ်ခုဖြစ်တယ်အလရှင်းမြတ်နေကာလုံးဖို့အစင်းသင်းဖြစ်နေတဲ့ကျွန်တော်တို့သရူသမီးလောင်းနေသရူသားလောင်းနေကိုအလား အိမ်ကောင်းမွန်တဲ့အိမ်တော်ဘက်ဒီအလာအများဆုံးချီးမြှင့်ပေးတနာတော်မူပါစေအာမင်